ရခိုင်ပြည်မောင်တော်ခရိုင်အတွင်းစင်းဝင်လှုပ်ရှားပြီးအရဲသားတွေကိုခြုံခိုတိုက်ခိုက်တာဖက်စီတက်ဖြတ်တာတွေပြုလုပ်ပြီးထွေပြေးလွှမ်းမြောက်နေတဲ့အာစာတဲဖွင့်ဝင်တွေကိုအရဟတတိုအေကစစ်ကြောင်းထိုးပြီးလိမ့်လံရှင်းနေနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။အာစာဖွင့်ဝင်တွေဟာရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်တချောင်းနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာယာယီစခန်းတွေတည်ဆောက်ပြီးဘူးဒီတောင်ရသေးတောင်မောင်တော်မျိုးနွယ်တွေကိုစင်ဝင်ပြီးတော့အေအေလုံခြုံရေးစခန်းတွေခရီးသားဒေသခံတွေကိုပြစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။ ။ဒါကြောင့် AA ကမောင်တို့မြောက်ပိုင်းကိုဦးစားပေးပြီးတော့နေမြေချင်းလင်းရွေးတွေလှုပ်ဆောင်နေတာကိုတွေ့ရတယ်လို့မောင်တို့ဒေသခံအမျိုးသားတအူးကပြောပါတယ်။လက်တလုံးမှာမောင်တို့မြို့နယ်မယုံတောင်အတွင်းထွက်ပြေးလွတ်မြောက်နေတဲ့အာဆာအဖွဲ့ဝင်တွေကို AA ကလိမ့်လံရှင်းလင်းနေပြီးဒေသတွင်းအကြံဖက်မှု NDA ကင်းဝေးစေရင်နဲ့ပြည်သူလုံခြုံရေးအတွက်ဆက်လက်ဆောင်ရွက်နေတယ်လို့အော်တိုဘာ23ရက်မှာ AA ကထုတ်ပြန်ထားပါတယ်။အာဆာအဖွဲ့ဝင်တွေဟာမောင်တို့ရသေးတောင်နဲ့ဘူးတောင်မြို့နယ်တွေကခရီးသွားဒေသခံတွေနဲ့ကုန်သေးတွေကို အတက်ဖက်တက်ဖြတ်တာတွေကိုအခုလာတွင်ပို့လို့လှုပ်ဆောင်နေပါတယ်။